်တင်းတော်အလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီ daily တစ်ခွက်ပေါ့နော် daily ကတော့လုံးဝဒါကတ်တွန်းလေးဖြစ်ပါတယ်အရင်ကတော့လှတဲ့ထဲတော့မပါဘူးပေါ့နော်မပါဘူးဒီအတွက်ကြောင့်တကယ်ချင်းတို့ကြိုက်မှကစားပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ဒီမှာပြပေးပါမယ်နော်တော့ဒီမှာရှိနေတဲ့ number 6ပေါ့နော်ဒီ number 6တည်နော်ကျွန်တော်တို့နှစ်ဆိုင်သွားကြတယ်ဒီကိုဒီကျွန်တော်တို့ဒီမှာဒီလို6ပေါ့เนาะ2ခွန်ပေါင်းခြင်း6လို့ကြတယ်လို့เนาะ ကျွန်တော်ဒီမှာနှစ်เนาะခွန်ခွန်ဆိုပြီးတော့ပေါ့เนาะကျွန်တော်တို့သုံးလုံးပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်6ဆိုပြီးတော့လည်းရိုက်ပါတယ်เนาะโอเคဒါဆိုရင်အကောင်ကိုကျွန်တော်အပြာလေးနဲ့ပဲဆွဲလိုက်တော့မှာပေါ့เนาะဒီလိုလေးဆွဲလိုက်เนาะဟုတ်ပြီဒီဘက်မှာကျွန်တော်တို့ဓာတ်ရိုက်ကြခဲ့เนาะဒီမှာနှစ်ခွန်ကိုဒါပြီးရင်ကျွန်တော်ဒီလိုသုံးလုံးပေါင်းခြင်းဒီသူ့ရဲ့နှက်က6ဆိုပြီးတော့ရိုက်တယ်เนาะโอเค ဒါဆိုရင် autonomous ဆက်ပြီးတော့ကြည့်ပါမယ်။တပင်ချားမှာဒီမှာရှိတဲ့နံပါတ်3ညနော်။နံပါတ်3ညဒီကျွန်တော်ဒီမှာခွန်3ဆိုတဲ့ပေါင်းခြင်း3ညနော်ဒီမှာဓာတ်ရိုက်ကြသွားတယ်နော်။ပြီးရင်ကျွန်တော်တို့အပေါ်ကလိုပဲဒီမှာနှက်ခတ်ကြ။နော်။3ညနှက်ခတ်ကျွန်တော်တို့ပါရှိမယ်။ခွန်နော်။ခွန်3ခွန်ပေါင်းခြင်းနံပါတ်3ခွန်နော်။ဟာပြီးဒါဆိုရင်ကျွန်တော်နောက်တပင်ကျော်မှာရှိနေသည်ဒီမှာကနံပါတ်မှာ4ဖြစ်တယ်။ เนาะနံပါတ်၄ဒီ၄လို့ကျွန်တော်တို့ကြာမယ်၈6ဘောင်းချင်းနံပါတ်၄ဆိုပြီးတော့6ထိပ်စီတိုက်ရိုက်ပေါ့เนาะဒီလိုကြာပြီကျွန်တော်တို့ဘယ်လိုကြာမလဲဒီကောင်ဒီ၃လုံးဘောင်းချင်းသူရဲ့နက်ကလေးနက်ကဘာဖြစ်မလဲနံပါတ်1เนาะ၄နက်ကနှစ်ဖြစ်ဖို့အတွက်ဒီမှာက၈6ဘောင်းချင်း၄ဖြစ်တဲ့အတွက်နောက်ထပ်တစ်လုံးဒီနံပါတ်၈ဖြစ်ရမယ်နော်ရှစ်ရှစ်ပေါင်းချင်း6ကိုမှနံပါတ်6နဲ့ပေါင်းရင်ပေါင်းချင်းနံပါတ်2ဖြစ်ပါတယ်။ဟုတ်ပြီနော်ဒါဆိုရင်68ပေါ့နော်ကျွန်တော်တို့ ထိနဲ့ကျွန်တော်တို့ခါရပြီထိနဲ့ခါရပြီရင်ကျွန်တော်တို့ဒီမှာနောက်ပိတ်လေးတစ်ချက်သွားကြည့်မယ်နော်နောက်ပိတ်ဒီကျွန်တော်တို့ဒီမှာရှိတဲ့နံပါတ်6နော်ဒီနံပါတ်6ဒီခွန်309ဆိုပြီးတော့နော်ကျွန်တော်သုံးလုံးပေါင်းချင်းနံပါတ်6လို့တိုက်ရိုက်ရိုက်ပါတယ်နော်သူ့ရဲ့အောက်မှာဒီမှာနံပါတ်ခွန်နော်ခွန်ဒီကျွန်တော်တို့ဒီမှာက3 3ည ဆိုပြီးတော့ပေါ့နော် sorry 3 3ညခွန်ဆိုပြီးတော့3 3ညခွန်ဆိုပြီးတော့ကျွန်တော်တို့သူ့ရဲ့နက်ခတ်ကိုရိုက်သွားတယ်เนาะသူ့ရဲ့နက်ခတ်ကိုရိုက်သွားတယ်ဟုတ်ပြီဒါဆိုရင်ဒီအောက်မှာရှိနေတဲ့ကျွန်တော်တို့နံပါတ်ခွန်ဒီเนาะဒီခွန်ဒီပေါ်ကလို့ထိုက်ရိုက်နက်ခတ်ပေါ့နော်ဒီလိုစစ်ပြီးတော့ရိုက်မလားเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာအစားသွင်းကြည့်မယ်ပေါ့နော်နက်ခတ် တိုက်ရိုက်ပေါ့နော်တိုက်ရိုက်ကိုအရင်စားသွင်းကြည့်မယ်ဆိုရင်ဒါဆိုရင်ခွန်ဒီခွန်လို့ကြားဖို့ဆိုရင်ဒီမှာနှစ်ကိုကျွန်တော်တို့ဖြည့်ပေးရမယ်နော်ဟုတ်ပြီပြီးရင်ကျွန်တော်တို့ခွန်ရဲ့နှက်ခတ်တာကျွန်တော်တို့ကြားခဲ့မယ်ဆိုရင်တုံညဆိုတော့ကြားမယ်နော်ဒါအတွက်ကြောင့်6 9เนาะဟုတ်ပြီကျွန်တော်တို့ပါဝါပါထပ်ပြီးတော့ဆွဲကြည့်လိုက်မယ်ပေါ့เนาะဒါဆိုရင်ခွန်ပါဝါ2ဆိုရင်ရောကျွန်တော်နံပါတ်ခွန်ဆိုပြီးတော့ထည့်ရမယ်ပေါ့เนาะဒီနေရာမှာကျွန်တော်တို့သတိထားမယ်ခဏနောက်ထပ်ပေါ့เนาะတစ်ဆိုက်ရှိပါသေးတယ်ဒီမှာ ိုးဒီကျွန်တော်တို့ဒီမှာ6ဆိုပြီးတော့ပေါ့เนาะကိုးရဲ့နှက်ကเนาะ6လို့ဒီမှာလည်းရိုက်သွားသလိုเนาะဒီမှာတုံညဒီတုံညလို့ဒီမှာလည်းတိုက်ရိုက်ရိုက်ထားတယ်เนาะဒီတုံညနဲ့ပေါ့เนาะဒါဆိုဒီ၄ဒီကျွန်တော်တို့၄လို့တိုက်ရိုက်ရိုက်မယ်ဆိုရင်เนาะနောက်ထပ်ကျွန်တော်တို့ဖမ်းလို့ရတဲ့ဟာပေါ့เนาะ၄ဒီ၄လို့တိုက်ရိုက်ရိုက်မယ်ဆိုရင်ဒီမှာကကျွန်တော်တို့ရှိနေတာ9ဖြစ်တဲ့အတွက်9ဖြစ်မယ်ဗျာเนาะဟောပြီးကျွန်တော်တို့၄ရဲ့နှက်ကเนาะကျွန်တော်တို့နှစ်လို့တိုက်ရိုက်မယ်ဆိုရင်ကျွန်တော်တို့ဘာတော့ကြမှာလဲเนาะ လေးရဲ့နှစ်ကနှစ်လို့သာရက်ခဲ့မယ်ဆိုရင်ဒီမှာကကျွန်တော်တို့၅ရှိနေတဲ့အတွက်ဒီမှာခွန်ထည့်ပြရမယ်เนาะဟုတ်ပြီလေးရဲ့ပါဝါ၉လို့သာကြာခဲ့မယ်ဆိုရင်၄ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာကခဏန်းဒီ၅ခွက်သွားဖြစ်နေပေါ့เนาะဒီတက်ကကျွန်တော်တို့က၅ခွက်ဖြစ်ထဲတဲ့ပေါ့เนาะအကောင်းဆုံးကိုပဲကျွန်တော်တို့ရွေးချယ်သွားမှာဖြစ်တယ်ဒီကောင်းနေဒီအပိတ်တွေဖြစ်တယ်ပေါ့เนาะအပိတ်တွေဖြစ်တယ်ဒီမှာတူညီတဲ့အပိတ်ကခွန်ခွန်ဆိုပြီးတော့ကျွန်တော်တို့ကြာပြထားတာတွေ့ရမှာပေါ့เนาะဒီခွန် ဒီဖက်မှုမှာလည်းခွန်ပါတယ်လို့ဒီဖက်မှုမှာလည်းခွန်ပါတယ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့အဓိက main odd ဒီ6 8ခွန်เนาะတစ်ခွက်ပေါ့နော်ဒီတစ်ခွက်ကိုကျွန်တော်ထုတ်ပြလိုက်ပါတယ်ပြီးရင်6 8ကလည်းထိုးလို့ရတယ်လို့6 8 5လည်းထိုးလို့ရတယ်เนาะပြီးရင်6 8 9 6 8 4เนาะဂျန်နက်ခွက်တွေကတော့တကယ်ချင်းတို့ကြိုက်ရင်လည်းထိုးကြည့်ပေါ့နော် break တို့ဘာလို့လဲကြိုက်လဲဆိုရင်ကျွန်တော်ကဒီမှာတစ်ခွက်တည်းပဲယူပြီးမှဖြစ်တဲ့အတွက်6 8 9 ဒီဘက်မှုနဲ့လည်း guide တို့ဒီဘက်မှုနဲ့လည်း guide တယ်ကျွန်တော်တို့ခွန်အပိတ်ကိုယူချပေးလိုက်ပါတယ်အားလုံးပဲနောက်တစ်ဗီဒီယိုမှာကျွန်တော်တို့ပြန်ပြီးတော့တွေ့တာပေါ့နော်ဘိုင်ဘိုင်ပါဗျအားလုံးအဆင်ပြေကံကောင်းပါစေပေါ့နော် thank you ပါ